ဒါကယောဂပိုးကောင်တွေ ဖြစ်ပြီးသူ့ရဲ့ဘေးတဝိုက်ကခြေတော့အတူလေးတွေကအန်ဒရယ်အရှိဆုံးအရာတွေဖြစ်တဲ့အပြင်လူကိုလှည့်စားနိုင်စွမ်းလည်းရှိပါတယ် ဗိုင်းရပ်စ်ပိုးကောင်ကခန္ဓာကိုယ်ထဲကိုဝင်ရောက်လာတဲ့အခါအရင်ဆုံးတွယ်ကပ်ထားလိုက်တယ်ပြီးရင်လူရဲ့အသားကို ထိုးဖောက်ပြီးအသားထဲမှာဝင်ရောက်နေထိုင်ဖို့ကြံစီပါတယ်ပိုးကောင်ရဲ့ခြေထောက်တွေကို အသားဓာတ်ပရိုတင်းနဲ့ဖွဲ့စည်းထားတာဒါကြောင့်လူရဲ့အသားလွှာကပိုးကောင်ရဲ့ခြေထောက်တွေကိုပဲတွေ့လိုက်ပြီးတာမန်အသားဓာတ်တွေလိုပဲထင်မှတ်သွားကအထဲကိုဝင်ခွင့်ပြုလိုက်တယ်အကယ်၍အဲ့ဒီခြေထောက်တွေက အသားဓာတ်တာမဟုတ်ခဲ့ဘူးဆိုရင်လော ံးဝဝင်လို့ရမှာမဟုတ်ပါဘူးအသားတွေကို ရောက်ရှိသွားတဲ့အချိန်မှာတော့ပိုးကောင်ကအစမတန်ပွားများလာခွင့်ကိုရရှိသွားတယ်။တကောင်သေးတာဆိုရင် လူကိုဘာမှမလုပ်နိုင်ပေမဲ့အုပ်စုလိုက်ကြီးဖြစ်သွားတဲ့အချိန်မှာတော့တကယ်ပြဿနာကစပါပြီ။အထဲမှာပွားများလာပြီဖြစ်တဲ့ဒီကိုဗစ်ပိုးတွေဆိုရင်အပြင်ကို ပြန်ထွက်လာပြီးတော့အဆုတ်နေရန်နဲ့ဆဲအလုံးလေးတွေကို လိုက်လံတိုက်ခိုက်နေကြတဲ့အတွက်အဆုတ်ကိုကာ ကွယ်စောင့်ရှောက်ပေးနေတဲ့အင်ရှင်တွေနဲ့ထိတ်တိုက်တွေးကြပါပြီအသက်ရှူတွင်းလိုက်တဲ့အခါရောပြီးပါလာတဲ့ယောဂပိုးတွေနဲ့အမိုက်ဆတွေကိုအမြင်လေးတွေနဲ့ကာယံထားလိုက်ပြီးတော့ချောင်းဆိုးတဲ့အခါမျိုးမှာပြန်ထွက်သွားစေပါတယ်တစ်ချိန်တည်းမှာပဲသွေးဖြူဥအကောင်ကယောဂပိုးကိုဖမ်းယူပြီးဝါးမြို့ပစ်လိုက်တယ် ဒါပေမဲ့ကိုဗစ်ပိုးကောင်တွေက ပွားစီတက်အောင် များပြားလာတဲ့အခါမှာသွေးဖြူဥကဘာမှမတတ်နိုင်တော့ပဲ သူကိုယ်တိုင်က လူနဲ့အတူရောပြီးတော့နေမကောင်းဖြစ်သွားရပါတယ်ဖြက်စီးခံရတဲ့ဆဲနဲ့အသားတွေကယိုယွင်းလာတာဖြစ်လို့အဆုတ်ထဲမှာအရေတဲလာမှုနဲ့အတူအဆုတ်ရောင်ရောကဖြစ်ပွားလာရခြင်းဖြစ်တယ်နောက်ပိုင်းမှာလူက နေပြန်ကောင်းလာရင်တော့သွေးဖြူဥကဗိုင်းရပ်စ်ပိုးကောင်ကိုတိုက်ပွဲမှာအနိုင်ရရှိတော့ Duarte de Bo Pipare.